ယောက်မရှိတုံးကတော့ငွေရေးကြေးလေးအစဉ်ပြေကြတော့အပြောအယံချူရဲဟန်ဆောင်ကောင်းတဲ့မနွေဟာယောက်မဆုံးပြီးတကားလာမှာယောက်ျားဖြစ်သူရဲ့အလုပ်တွေကလည်းအစဉ်မပြေတာဖြစ်တဲ့အတွက်သူရဲ့စရိုက်တာမန်တွေကပေါ်လာပြီးတော့ယောက်ျားဖြစ်သူရဲ့ဖာခင်ကိုတော့လီစာမှုရှိရန်ကိုရိုင်းလုံးပြီးတော့ဇာတိမန်တွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒီဟာဦးရဲ့ကိုဖြစ်တဲ့ကူရကတော့သူ့မိမရဲ့ဌန်းတွေကိုလုံးဝမခံနိုင်တော့ဘဲနဲ့အိမ်ပေါ်ကနေဆင်းသွားခဲ့တာပဲဖြစ်ပါရီအခုလိုမျိုးမရိုင်းလုံးတဲ့မိမကိုလေမိမဆိုတာအချိန်ကြီးအစားထိုးလို့ရတယ်ငါ့အတွက်အဖေဆိုတာလုံးဝကိုအစားထိုးလို့မရဘူးဆိုပြီးတော့ကိုသူရကတော့သူ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲအားရပါရကိုပြောချလိုက်တာပဲဖြစ်ပါရီအခုတော့ကိုသူရကသူ့မိမရဲ့ဌန်းတွေကိုမခံနိုင်တော့လို့အိမ်ပေါ်ကနေဆင်းသွားခဲ့ပြီလေဖြစ်ပါရီ တစ်ဖက်မှာလည်းကက်ခက်မာတဲ့ဒီဟာဦးရဲ့သားလေးဖြစ်တဲ့ဂျုံမောင်မောင်က သူ့ရဲ့အမေနဲ့အဖေကိုမိခင်ရင်းနဲ့ဖခင်ရင်းလို့ခံစားလို့မရသေးတာပဲဖြစ်ပါ ರಿ ဂျုံမောင်မောင်နဲ့အိမ်ဘော်ကဆင်းလာတဲ့ကိုသူရတို့လမ်းမှာတွေ့တော့ဂျုံမောင်မောင်ကအဖေအဖေအဖေနဲ့အဲ့ဒါနဲ့ကိုသူရကလည်းငါ့ကိုအဖေလို့မခေါ်ပါနဲ့ကွာမင်းမင်းနဲ့ဖေးတည်ရင်ဘလို့စိတ်ကောင်းပါမလဲမင်းအရှိကိုအရှိတိုင်းလက်ခံဖို့ကြိုးစားကွာသားရဲ့ဒါလေးမင်းကိုသားအရင်လို့ချစ်ပါရဲ့ ါပေမဲ့အခုလိုမျိုးမင်းကိုအဖေးလူငောက်ကိုမကော်ခိုင်းတာကမင်းမင်းနဲ့ဖေးစိတ်မကောင်းဖြစ်မှာဆိုလိုပါပြီးတော့မင်းလည်းအရှိကိုအရှိတိုင်းလက်ခံဖို့လိုတယ်အခေါ်ဝေါ်ပဲကြောင်းသွားတာပါမင်းကငါသားအရင်လိုပါပဲဆိုပြီးတော့ကိုသူရကရုံမောင်မောင်ကို နာချခဲ့ပါသေးတယ်ခုတော့မနွေရဲ့ဇယက်တွေအကုန်လုံးကလေပေါ်လာနေတာဖြစ်တဲ့အတွက်ဘူဒီယကလည်းအတော်လေးကိုခန်းစားနေရရှာပါလေဗျာစသိန်းမှာဘယ်လိုမျိုးဖြစ်မလဲလို့စိတ်ပူခဲ့ကြပါမယ့် ်အခုလိုမျိုးမိသားစု၃ယောက်ပြန်လဲအဆင်ပြေပြီးတော့သမင်းလက်စုံစားတဲ့ဇဝင်ခန်းလေးကိုပြည်သက်တွေမြင်တွေ့ရတဲ့ခါမှာတော့ပြည်သက်တွေအင်မတန်မှစိတ်ချမ်းမြေမှုရရှိခဲ့ကြပါရဲ့ဒါရီအလုံးဟာလေခက်ခဲမာရဲ့စွန့်လွတ်အနစ်နာခံမှုတွေကြောင်းပါပြီဒီဟာဥရဲ့မရင်ငယ်ကဒီဟာဥကိုချစ်လို့ကတ္တာတော့မဟုတ်ဘူးနော်ဒီဟာဥစီကပတ်စံလိုချင်တာပတ်စံရရင်တော့နော်သူကအေးဆေးပဲနော်ဒီဟာဥကိုလည်းလက်လွတ်နိုင်တဲ့အနေထားမှရှိတယ်ဆိုတော့ခက်ခဲမာကမရင်ငယ်ကို ပတ်စံเนาะလိုချင်တဲ့လောက်ပေးလိုက်တယ်ဆိုတော့ဒီဟာဥကိုသူပြန်ရရပေါ့เนาะဆိုတော့ခက်ခက်မှာအနေနဲ့ဒီဟာဥအပေါ်မှာအရင်လိုမျိုးကောင်းမွန်မွန်ဆက်ဆံတော့မှာတော့မဟုတ်ဘူးလူတယောက်ကအယံယုံကြည်ထားတဲ့အရာပေါ်မှာเนาะအဲ့ဒါကိုချိုးဖောက်လိုက်ရင်အဲ့ဒီလူတယောက်ကိုပြန်လဲယုံကြည်ဖို့ဆိုတာအင်မတန်မှခက်ခဲပါတယ်အခုလေခက်ခက်မှာကအဲ့ဒီအတိုင်းပါပဲဒီဟာဥကဘလောက်ပဲတော့ခက်ခက်မှာအပေါ်မှာပြန်လဲပြီးတော့เนาะအမာရေပဲပြောပြောเนาะ မိမာရေပဲပြပြချစ်တယ်ပဲပြပြနော်ခက်ခက်မှာအနေနဲ့ဒီဟာဥအပေါ်မှာယုံကြည်မှုပြန်လဲပြီးတော့အရင်ကနေပြန်လဲယုံကြည်ဖို့ဆိုတာကတော့လုံးဝလုံးဝမဖြစ်နိုင်တော့ဘူးခက်ခက်မှာခင်ဗျာမသားလေးမျက်နှာငယ်ရမှာဆိုလို့နော်ဒီဟာဥကိုပြန်လဲလက်ခံနေပြန်လဲပေါင်းသင်းနေဒီတခါကျတော့ခက်ခက်မှာသာမကယ်လို့ရှိရင်ဒီဟာဥရဲ့ဘဝကနော်ဒါအများတခါရေနှကောင်းရှုံတဲ့ဘဝမှာနေထိုင်ရတော့မှာဖြစ်တယ်ဒါပဲခက်ခက်မှာကသူတို့မိသားစုလေးရဲ့ဘဝကိုအကောင်းဆုံးပြန်လဲပြီးတော့ နေထိုင်နိုင်အောင်ပြန်လဲကျူးစားရေးနော်အရင်ကလေသားလေးနဲ့မနေထိုင်ခဲ့ရတဲ့ခါကျတော့သားလေးအတွက်နော်သူအောင်မူပြီးဆက်နေထိုင်ပြရေးရှိမှဘာတွေဖြစ်လာအောင်မလဲမသိပါနဲ့တခက်မှာကတော့ဒီဟာဥကိုလေကဲတင်နေသားလေးကိုလေအကောင်းဆုံးစောင်းလျှောက်တယ်အခုလိုမျိုး၃ရောက်ရဲ့နော်မိသားစုသမီးဝိုင်းလေးပြိတ္တိကပြန်မြင်ရတဲ့ခါကျတော့အရန်ရောက်ကိုပြိတ္တိကပြောရှင်နေခဲ့ကြပြီလေဖြစ်ပါရဲ့နော် အနည်းကတော့လုံးဝထင်မှမထားတဲ့ PSNG မြန်မာနိုင်ငံမှာဖြစ်သွားခဲ့တာကြောင့်တိုင်းကလုံးဝလေးအောင်းအောနေကြပါပြီ။မန္တလေးမှာရှိတဲ့တကူကြီးမှာမြတ်မှုနေဖျားကြီးသူဟာသူ့ဌာပနာတွေထွက်ချလာတာဖြစ်တဲ့တော့တိုင်းကလုံးဝထိတ်လန့်နေကြပါ။ဘာနမိတ်လဲဆိုပြီးတော့တော့အောင်းအောနေကြတာပါ။မနီကကျွန်တော်ကြားရတာစစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားဖြစ်တဲ့နိုင်ထွန်းအောင်ကပေါ့နော်ကျွန်တော်တို့မှာမျက်မှုလူဖျားကြီးကိုရွှေသုံးပိတ်တာနဲ့ ကျက်သိမ်းပေါင်း2600ဟောဒူတမှုပြုလုပ်ခဲ့ကြောင်းကြားသိရပါတယ်ဒီလိုပဲစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာအများရန်ပဲနော်စစ်ကောင်ဆောင်တွေအများရန်ပဲအလူဒါနာတွေဘာသာရေးဘန်းပြပြီးတော့လုပ်လို့ရှိမကြပါဘူးမနေ့ကမဟာမျက်မှုနေဖျားကြီးကနော်ကျွန်တော်နမိတ်တွေတလာပြီးတော့တို့ရဲ့အလူဒါမှုကိုလက်မခံဘူးဆိုတဲ့အချက်တွေပြလာဖြစ်ကြောင်းဒေသခံတွေကတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်ဝေယောင်းလိုက်တို့ဟာလူတွေပေါင်းများစွာနော်ထောင်ကြီးတက်တယ်ဒါမဲ့ရေဒီယာပြန်ချီတယ် ဒါကြောင့်မလို့ပါမဖြစ်နိုင်တာလားတော့မသိဘူးเนาะကျွန်တော်တို့သူကလူတက်တာထက်ကုသိုလ်လုပ်တာများလို့လားเนาะကျွန်တော်မသိတော့ဘူးကျွန်တော်ဘာကြုတ်ဆရာတော်ဘုရားကြီးဟောသလိုစစ်သားတယောက်ကတဲ့လူပဲ2000ပဲတက်တက်ပေါ့เนาะကျွန်တော်တို့သူဟာဒီခါနီးမှာတော်တာမှန်ဖြစ်သွားပြီဆိုရင်เนาะငရေမချတော့ဘူးအဲ့လိုပြောပါတယ်အချို့သောလူတွေဘလောက်ပဲတက်တက်လုံးကုသိုလ်လုပ်လို့ပေါ့เนาะကျွန်တော်တို့နောက်ဆုံးမှာဒါငရေရောက်သားတွေသူလည်းရှိတယ်တော်တော်လေးထူးဆန်းပါတယ်เนาะကျွန်တော်ဘုရားဘာသာကဆိုတော့ အခုကလူဘလောက်ပဲတတကုသူပြန်လှုပ်လို့ရှိရင်ပြန်ကြည့်တယ်ဆိုတော့ကျွန်တော်လူသားတွေအတွက်မတရားဘူးများဖြစ်နေသလားနော်ကျွန်တော်မသိတော့ဆိုတော့ဒီကလေးဝန်နေရပါတယ်နော်လူနဲ့ဒီဟုမိခင်ချိန်တုန်းမှာတော့သူ့ကိုရမ်းချစ်တယ်ပြောတယ်ဟလားဒီဟာဥကသူ့ရဲ့ကာမနော်လိင်ဆန္ဒပြည့်စုံဖို့အတွက်လိင်ဆန္ဒပြည့်ဝဖို့အတွက်ဆိုရင်အဲ့ခါနေ့ကျရင်တော့ချစ်တယ်ပြောတယ်အခုတော့ တဲလေးကိုမချစ်တော့ဘူးလားဘာလားနော်မင်းငယ်ကိုယ်တိုင်ကပြောပါပြီအခုဒီဟာဦးကသူ့မိမအိမ်ကိုလည်းမပြန်ရဲတော့ဘူးခက်ခက်မှအိမ်သွားပြီဆိုရင်လည်းမင်းငယ်ကတကောက်ကောက်လိုက်ပြီနော်မင်းငယ်စီမှာပဲအခုတက်တွင်နေရတဲ့ဘဝရောက်နေပြီနော်ဒီဘဝချင်းအတိုင်းဝိုင်းပါလေလူတွေကတိကုန်ပြီအခုချိန်မှာဒီဟာဦးကတော့ခွေးဖြစ်ပြီနော်သူ့ရဲ့သားလေးကိုယ်တိုင်ကလေအဲ့ဒီအကြောင်းအရာတွေကိုနော်သူ့ဖေကဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုဒီဟာဦးကတိမှအရန်ရန်ကိုစွရင်နေပြီးတော့နော် အိမ်ကိုပြန်သွားပြီးတော့ခက်ခက်မှာဟိုတောင်းပန်နေလို့တော့လေတောင်းပန်မယ်လို့တော့လေနော်အနောက်ကနေမိငင်းကတကောက်ကောင်းနေနော်ဒဲလေးကိုမထားခင်းနဲ့ဒဲလေးကိုမင်းညကအိခါနေကြတော့ချစ်တယ်ဆိုပါညာပြောပြီလေနော်ဆိုတော့အဲ့ဒါကိုသာကြည့်ကြတော့နော်သူတို့ဖောက်ပြန်နေသူကအဲ့ဒီကနေလွတ်မြောက်ဖို့ဆိုတာလုံးဝလုံးဝဘူးမလွယ်ဘူးတော့ဘူးဒါကြောင့်မလို့ဆန္ဒကိုတိတ်ခါနေထင်းကြပါနော်မိမိတို့ရဲ့နော်ဒါဆန္ဒလေးတစ်ခုကြောင်းနေမိမိတို့ရဲ့တိတ်ခါအတွက်နော် အရာရာကိုစွန့်လို့ပြီးတော့ဖောက်ပြန်လိုက်မယ်ဆိုရင်တော့ဖြစ်တဲ့ဘဝလုံးဤဆက်ရတတ်ပါမယ်နော်ဘဝလုံးသူမြာမျက်နာရှုံတဲ့နှာခေါင်းရှုံတဲ့ဘဝနဲ့ဒီထိုင်ရမယ့်အခြေအနေကိုရောက်ရှိမှပြီဖြစ်ပါတယ်အခုဒီဟာဥရဲ့အခြေအနေကတစ်ခက်မှပြန်လဲပြီးတော့နော်ကျွန်တော်တို့မကယ်ရင်ခွေးဖြစ်မဲ့ဘဝကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်တစ်ခက်မှကလည်းဒီဟာဥကိုတော်တော်လေးကိုစိတ်နာနေပြီနော်အဲ့ဒါတော့မှကျွန်တော်တို့ဒီဟာဥရဲ့ဖောက်ပြန်တဲ့ကိစ္စကိုနော်တူသားလေးပြီးသွားလို့ရှိရင်တော်တော် စိတ်ခံစားမှာစိုးလို့เนาะစိတ်ဓာတ်ရီထပ်ပြီးတော့ရမှာဆိုတဲ့အတွက်เนาะကက်ခက်မှာခင်ဗျာမှာဖုံးပြနေရတာအင်တန်မှာဝမ်းနေဘူးကောင်းပါလေဒီလိုချိန်မှာပဲเนาะကျွန်တော်တို့မင်းငယ်ဘက်ကနေလေဒီဟာဦးနဲ့ကက်ခက်မှာကိုဒီဟာဆွဲပြီးတော့သူ့ရဲ့နင်းနာမှုအတွက်เนาะအနာကိုပိဆက်မှုတွာရောကြီးတွေတောင်းဖို့တွာလုံးဆောင်နေပြီလေဖြစ်ပါရယ်ဗျာဒီဟာဦးနဲ့ကက်ခက်မှာရဲ့ချင်းကြီးကတော့လုံးဝလုံးဝပြန်လိုက်ကောင်းဖို့တွာမချင်းနိုင်တော့မဲ့အချိန်မှာရှိနေပါပြီရေလောရဲ့ကြောင်းတတိတော်မိသွားခရရတာပါ အခုကခဲမာကိုဒီဟာဥယေမင်းငယ်ဖြစ်တဲ့ကျယ်စင်ကအသေးလောက်ပါပြီကျယ်စင်ကသူမိဘနှစ်ပါးကိုခေါ်လာပြီးတော့ဒီဟာဥနဲ့ကခဲမာကို သူ့ကိုတာဝန်မယူလို့ဆိုပြီးတော့တရားဆွဲပါပြီ သူသမီးကိုကာမလိန်လဲခဲ့တယ်ဆိုပြီးတော့ကျယ်စင်ရဲ့အမေနဲ့အဖေကလာပြီးတော့ငွေညှစ်တဲ့သဘောပေါ့တစ်ဖက်မှာလေအသားဖြစ်သူကလေငယ်စင်ကကလေးကပင်စိတ်ဒဏ်ရာရီနဲ့ကြည်ပေးသူ့မိနဲ့အဖေပေါ်မှာရှိနေခဲ့တော့ သူ့မရဲ့စကားကိုနားထောင်ဖို့မပြောနဲ့ဗျာကောင်းမလေးတောင်ထားခဲ့သေးတယ်နော်ကောင်းမလေးထားတာတော့ကောင်းမလေးနဲ့ယူမယ်လို့တော့ခက်ခက်မှာခမရမှာဒီဟာဦးကိုသူအရယူခဲ့တယ်လို့မျိုးပဲသူစီကနေသူ့သားလေးနဲ့နေထိုင်ရတာတနစ်တောင်မကြားသေးဘူးခုလိုမျိုးဆွဲထုတ်ခံရတော့မှလားဆိုပြီးတော့သူ့သားကလေသူနဲ့လာမပတ်သက်ဖို့တရက်ပြီးတရက်သူအပေါ်မှာစိမ်းရပြီးတော့နားလေမှုတွေလွဲနေတာဖြစ်တဲ့အတွက်ခက်ခက်မှာကတော့အတော်လေးကိုလောကဒဏ်ကိုမခံနိုင်တော့ဘဲနဲ့ အသက်တောင်ပြည့်စက်ရမယ့်နေသားမှရှိနေတာပဲဖြစ်ပါရယ်ခက်ခဲမှနဲ့ဒီဟာဝီအခြေအနေကဆက်လန်းဆုံးတဲ့အထိအဆင်မပြေတော့ပါဘူးဒါကြောင့်မလို့ယောက်ျားရီစင်ကျင်ကြပါမမိဟာမမိအိမ်မှာရှိတဲ့ဇနီးဖြစ်သူနဲ့အဆင်မပြေရင်တော့နားလေမှုတော့သဘောထားကွဲလွဲမှုတွေရှိရင်တော့ဖောက်ပြန်မှုအတွက်တော့မကြိုးစားကြပါနဲ့ဖောက်ပြန်မိပြီဆိုရင်အဲ့ဒီနိုးတွေကနေပြန်လေယုံထက်မှုဆိုတာကလုံးဝလုံးဝခက်ခဲသွားပါပြီနော် ုခေတ်မရင်ငယ်တွေတော်တော်များများကပိုင်းရှင်ရှိမှန်းသိရတာနဲ့မရှောင်ကြတာများတယ်အထူးသဖြင့်တော့နော်မမီတို့ရဲ့ပစ္စည်းအုပ်ဆောင်ကိုမဲ့လို့เนาะခုလိုမျိုးချီးကကြတာကချင်းကကြတာကများပါတယ်ဒါကြောင့်မလို့เนาะလုံးဝမဖောက်ပြန်ချပါနဲ့ဖောက်ပြန်မိပြီဆိုရင်အဲ့ဒီနုံတွေကနေထွက်ဖို့တော့လုံးဝလုံးဝကိုခက်ခဲသွားပါလိမ့်မယ်အမအုပ်ပြန်သိလို့เนาะအမှန်ကိုပြန်လည်ပြင်ဆင်ရင်တော့ပေါဝင့်ခြင်းမှာမမိကိုဘလို့မျက်လုံးတွေနဲ့ကြည်နေကြမလဲဗီဒီကကျတော့ဖောက်ပြန်နေသူက ခဏခဏဖောက်ပြန်မှုတော်ဝင်လေးတာမဟုတ်ဘူးဒါကြောင့်မလို့မမိဆန္ဒကိုမမိသိခံနဲ့ထင်းချပါအခုဒီဟာဦးလေးအဲ့လိုမျိုးဒုက္ခရောက်ပြီလေသူ့ကိုအပိုင်းတတ်ထားတဲ့ကျဲစင်ကသူနဲ့ခက်ခက်မှခွေးဖြစ်အောင်တရားဆွဲဆိုပြီးတော့လုံနေပါပြီနော်ချင်းနေကတော့မဟန်တော့ပါဘူးဒါကြောင့်မလို့ဒီဇာကားလေးကိုကြည်ကြည်အဖြစ်အင်းထောင်ပြူတဲ့သူတွေလည်းစောစောစီစီအင်းထောင်မပြူကြနဲ့မိမိမောင်ငွေကြီးအစီအမေမနော်အချင်းဒီတစ်ခုရောက်မှအင်းထောင်ပြူကြပါ မဟုတ်လို့ရှိရင်ခုလိုမျိုးပြဿနာတွေဖြစ်လာနိုင်နေယောက်မနဲ့ချွေးမကြားကပြဿနာလေးနော်ဒီငန်းစာယူကြပါယောက်မတွေဟာလေချွေးမတွေအပေါ်မှာဆိုရင်ရဟန်းနိုင်ချင်တာပဲနော်တမက်နဲ့ယောက်မအစင်မပြေတာတော့ရှားပါတယ်တမက်ကိုကြတော့မျက်နှာသာပေးတယ်နော်အဓိကအကြောင်းရင်းတော့ကိုယ့်ရဲ့သမီးမျက်နှာငယ်ရမှာဆိုလို့ကိုယ့်ရဲ့သမီးဒုက္ခရောက်မှာဆိုလို့အထာခံရမှာဆိုလို့နော်ကျွန်တော်တမက်ကိုမျက်နှာသာပေးကြရီနော်ချွေးမတွေကိုကြတော့ဒါရှင်ဖြစ်နေတာဖြစ်တဲ့အတွက်နော်ငါသားလုပ်ချွေးလို့စားရတာ ငါသာနော်ထားသလိုနေငါတို့ထားသလိုနေအဆရှိပြီပေါ့ဗျာသာရှင်ဆိုတဲ့အတိုင်းနော်ငါသာထားခင်နေခဲ့ရမယ်သူဆိုတဲ့နော်မမိသမီးလို့ကိုချင်းမစားပင်နဲ့ဆက်ဆံတဲ့သူတွေကများပါတယ်နော်ဒါကြောင့်မလို့ယောက်ျားမတွေကြောင့်မေးသာသမီးတွေရဲ့အင်ထောင်ကြီးပြရတာလည်းအများကြီးရှိတယ်ဒီဇာကောကိုကြည်ချင်အပြည့်ပညာယူကြပါမိမိမှာအဆင်မပြေဘဲနဲ့ခုလိုမျိုးအချစ်ကိုပဲဦးစားပေးပြီးတော့အင်ထောင်ပြုလိုက်ပြီးဆိုရင်မိမိတို့မွေးလာမယ့်အသားသမီးတွေလည်းဘလောက်ထိဒုက္ခရောက်လဲဆိုတော့ဒီဇာခါကိုကြည်ကြင်အပြည့် 对呀，是海椒吧，喏。